အီရန်စစ်တပ်ကခန့်အပ်ထားတဲ့အသစ်ဆက်ဆက်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးကိုအစ္စရေးတို့ကထပ်မံလုတ်ကြံတပ်ဖြတ်လိုက်လို့ပြဿနာကပိုကြီးလာပြီဖြစ်ပါတယ်။အီရန်ခေါင်းဆောင်ကြီးအရာတူလာအလီခါမေနီရဲ့အနည်းဆုံးလူလဲဖြစ်အစ္စရေးရဲ့ပထမတိုက်ခိုက်မှုဖြစ်အီရန်တီဟီရန်ကိုတိုက်ခိုက်ရမှာသေဆုံးခဲ့တဲ့စစ်ဦးစီးချုပ်နေရာမှာအစားဝင်လာတဲ့ရပ်ပိုင်းများသာရှိသေးတယ်။အီရန်စစ်ဦးစီးချုပ်အသစ်အလီရှက်မာနီကိုထပ်မံရှင်းလင်းနိုင်ခဲ့ပြီလို့အစ္စရေးကတီးပြပါတယ်။ ထုတ်ပြန်ချက်မှာအီရန်နိုင်ငံအတွင်းစိတ်ဝင်နေရယူထားပြီးတဲ့ထောက်ဦးထောက်လှမ်ရေးတပ်ဖွဲ့တွေရဲ့အာချင်းပြတ်မှတ်တွေ့ရှိခြင်းအခြေအနေအရအစ္စရေးလက်ကြောင်းကုကဲမှုဌာနနဲ့ပူးပေါင်းပြီးအလီရှာမာနီတီရှိရနေရကိုတိကျတိရလို့ဖိုက်တာဂျက်လိုင်းတွေနဲ့ပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပါတယ်။အခုဆိုရင်အစ္စရေးရဲ့မော့ဆတ်ထောက်လှမ်ရေးတွေဟာတိဟီရန်မှာတော်တော်လေးကိုခြေရှုပ်နေပြီပဲဖြစ်ပါတယ်။ ဣဇရဲရိုင်းဇင်လိုင်းရစစ်စီပထမဆုံးရက်ဖြစ်အီရန်ကိုတိုက်ခိုက်ခဲ့မှုမှာစူးစီချုပ်အလီရာရှစ်သေဆုံးခဲ့ပြီးနောက်အလီခါမီနီဟာရှမာနီကိုလက်နက်ကင်တပ်ဖွဲ့အရေးပေါ်ဌာနချုပ်နဲ့အစ္စလာမစ်တော်လိုင်းရေးဆောင်တဲ့ IRGC တို့ရဲ့အမြင့်ဆုံးစူးစီချုပ်ယာဒူခန့်အပ်ခံရပြီး၄ရက်အကြာမှာပဲဣဇရဲရဲ့ရှင်းလင်းခြင်းခံခဲ့ရတာပါဣဇရဲတိုက်ခိုက်မှုများတဲ့အီရန်အထူးစစ်ကောင်စာကိုဂျပန်တွင်ရှင်းလင်းနိုင်ခဲ့ရမှာ IRGC တက်ချုပ်ကိုစိမ့်စလာမီ စိုးစည်းချုပ်မိုဟာမက်ဘာဂရီ IRGC ဆွတ်ထောက်လိုက်ရေးကြီးကဲမိုဟာမက်ကာစီမီပါဝင်တခြားစစ်ဘက်ခေါင်းဆောင်တွေနဲ့နျူကလ িয়ার သိမ့်ပံပညာရှင်များအပြားတည်ဆုံခဲ့ပါတယ်ခုတစ်ပတ်အစောပိုင်းကလည်း Iran Soya Media IRNA သတင်း agency က Tehran မှာ Israel ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ဒပြိုင်နက်ကာဘုံပေါက်ကွဲမှု၅ခုကြောင့်နျူကလ িয়ার သိပ္ပံပညာရှင်များစွာတေဆုံးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ Israel ရဲ့လုံရက်ကိုလုံးဝသိမခံနိုင်တော့တဲ့ Iran ကတော့အပြင်းထန်လေကြောင်းကနေထိုးစစ်ဆင်နေပြီလို့သိရပါတယ်။ အစ္စရေးကိုတိုက်ခိုက်ရမှာပုံမူကြီးမားပြီးတော့ပုံမူပြင်းထန်တဲ့လက်နက်တွေကိုတုံးမယ်လို့အီရန်တို့ကကြေညာလိုက်ပါတယ်။အရင်မူလပထမကတော့အမေရိကန်လောက်မှအရှေ့တဘက်နိုင်ငံတွေရဲ့ဂျောင်းဝင်စီစဉ်မှုနဲ့အစ္စရေးနဲ့ငင်းကြဲရေးအပြစ်ခတ်ရစဲမှုလုပ်ချင်တယ်လို့အီရန်ဘက်ကပြောလာပေမဲ့အခုခါမှာတော့တိုက်ခိုက်တော့မှာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့မိနစ်နိုင်ငံကအီရန်ဒေါ်လာရေးစောင့်တဲ့ IRGC ရဲ့လေကြောင်းအကာတာတပ်ဖွဲ့ဟာအစ္စရေးနိုင်ငံကိုဒုံးကျည်တိုက်ခိုက်မှုလှိုင်းအသစ်တစ်ခုထပ်လုပ်လိုက်ပါတယ်။ ခုဒီချိန်ကအရင်ကတည်းကပုံမှုကြီးပါပြီပုံမှုပြင်းထန်တဲ့တိုက်ခိုက်မှုပဲလို့ IRNA သတင်းဌာနကပြောပြပါတယ်ထုတ်ပြန်ချက်အရအရေးကြီးပြစ်မှတ်တွေအပြီးတိုင်းမပြတ်မစီခြင်းတိကျသိကြပြီးပုံမှုပြင်းထန်တဲ့တိုက်ခိုက်မှုတွေအီရန်အနေနဲ့ဆက်လုပ်မယ်လို့ဆိုပါတယ်အမေရိကန်နဲ့နောက်နိုင်ငံတွေရဲ့ကျေပြန့်လာတဲ့အကူအညီနဲ့ခင်မီဆုံးနဲ့အစ်စ်မြဆုံးကာကွယ်နည်းပညာတွေအစ္စရေးတို့ပိုင်ဆိုင်ထားပေမဲ့အစ္စရေးဟာအီရန်ဒေါ်ကြီးကိုမတန်ပြန်နိုင်ခဲ့ပဲသူတို့ပိုင်နယ်တွင်းမှာရှိတဲ့ရည်ရွယ်ထားတဲ့ပြစ်မှတ်တွေကိုအောင်မြင်စွာထိမှန်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာထပ်လောင်းပြောပါရစေ။ဆိုစစ်ပွဲနေညကအစ်ဇွေးဟာအီရန်နျူကလ িয়ার စီစဉ်တင်နေရာတွေကိုရည်ရွယ်တဲ့ Operation Rising Lion စစ်စင်ရေးကိုစတင်ခဲ့တာပဲဖြစ်ပါလိမ့်။အဲဒီနောက်အပြန်အလှန်တိုက်ပွဲတွေဖြစ်နေတာလက်ရှိအချိန်ထိပဲဖြစ်ပါလိမ့်။အခုအီရန်စစ်တပ်နဲ့အစ်ဇွေးတို့တိုက်ပွဲဖြစ်တာကြောင့်အစ်ဇွေးကိုဝိုင်းဝန်းဆက်ခြင်းရုစလင်နိုင်ငံတွေကိုပါကစ္စတန်ကာဝေးဝန်ကြီးကတိုက်တွန်းပြောသွားပါလိမ့်။ အီရန်စစ်တပ်ရဲ့နျူကလ িয়ার တင်နီယာတွေကိုအစ္စရေးကတိုက်ခိုက်တဲ့ပုံဝိုင်းဝန်းတုံ့ပြန်မှုနဲ့စီးလုံးညီညွတ်မှုမရှိရင်အရှေ့လေပိုင်းတစ်ခုလုံးတိုက်ခိုက်ခံရနိုင်တယ်လို့ပါကစ္စတန်ကာဝေးရေးဝန်ကြီးကမွတ်စလင်နိုင်ငံတွေကိုတိုက်တွန်းပြောသွားပါတယ်။အစ္စရေးကတနိုင်ငံနဲ့မဟုတ်ကြအောင်အကြံဉာဏ်အကာအကွယ်ထောက်ပံ့တဲ့အကူအညီထားကြအောင်အစ္စရေးနောက်ကွယ်မှာအမေရိကန်နဲ့ဥရောပတို့ကလည်းရှိနေကြအောင်အခုကယူရင်အီရန်နဲ့ပါလက်စတိုင်းတို့ကိုပြစ်မှတ်ထားနေပြီးမွတ်စလင်နိုင်ငံတွေအနေနဲ့လည်းစီးလုံးညီညွတ်မှုလုံးဝမရှိဘဲကိုကြိုးစည်းပွားကိုပဲအာရုံစိုက်နေမှာဆိုရင် တနေ့ကျအကိုအလဲရောက်ရှိလာမှာဖြစ်တာကြောင့်အီရန်ဘက်ကရက်တည်ပြီးလိုအပ်တာကိုပံ့ပိုးကူညီသွားမယ်ဆိုတဲ့အကြောင်းပါကစ္စတန်ကာဝေးဝန်ကြီးကပြောသွားပါတယ်။လက်ရှိမှာတော့ပါကစ္စတန်ဘက်ကအဲ့ဒီလိုမျိုးပြောကြအောင်ပေါ့အီရန်ကအထူးကျေးဇူးတင်ကြောင်းပြောပါတယ်။အမေရိကန်ဘက်ကလည်းစစ်ပွဲကိုအနီးကပ်ကြည့်ရှုဖို့အရင်က BNN ကိုဆေလွတ်ထားတဲ့ American ရဲ့စစ်သင်္ဘောကြီးကို အခုကမှအရှိလက်ပိုင်းကို အားကျဉ်လို့လို့ဆေးလွတ်လိုက်ပြီဖြစ်ပါတယ်ဒေတာတွင်းမှာလည်းစစ်အင်အား ဖြည့်တင်းနေပြီဖြစ်ပါတယ်မရိကန်လေးနေသိမောကြီး USS Nimitz ဟာ BNN ခီးစဉ်ကိုဖျက်သိမ်းလိုက်ပြီးနောက် Israel Iran ပြည်ပခါတီကြောင့်တင်းမှမှုတွေမြင့်တက်နေတယ်အရှေ့လယ်ပိုင်းဒေတာကိုဥတီခုံမုံနေပါတယ်ပရိပခရိအရှိမိနေတဲ့ရှေးလက်ပိုင်းဒေသကိုနောက်ထပ်အင်အားဆေလွတ်မယ်လို့ပင်ကောစစ်တပ်နာချုပ်ကကြေညာပါတယ် USS Nimitz ဟာစင်ကာပူစံတော်ချိန်ည9:45မိနစ်မှာမာလကာကြီးလက်ကြောက်ကိုဖြတ်ပြီးအိန္ဒိယသမုဒ္ဒရာဘက်ဦးတည်ခုံမောင်းသွားပါတယ် ။လေရင်သမောကြီးကကနဦးမှာတော့ဇော၁၉ကနေ၂၃ထိဗီယက်နမ်နိုင်ငံဒါနန်ကိုလာဖို့စီစဉ်ထားတာပါ။ဒီစီစဉ်ကိုဖျက်သိမ်းလိုက်ကြောင်းဗီယက်နမ်ရာရှိတွေကလည်းတီးပြုတ်ထားပါလေ။အရေးပေါ်စီရေးလိုအပ်ချက်ကြောင့်ဒီခီးစဉ်ကိုဖျက်သိမ်းလိုက်ရတာတော့အမေရိကန်တန်ရုံတာဝန်ရှိသူတွေကပြောပါလေ။အမေရိကန်ရဲ့ခန့်စစ်နေထားကိုမြင့်တင်ဖို့အရှိလေဘက်မှာစင်အားတိုးချက်ချတာမျိုးလို့ကာကွယ်ဝင်ကြီးပိတ်ဟာဆက်ကလည်းပြောပါလေ။ဘရိတ်ကန်တပ်ဖွဲ့တွေအားလုံးကာကွယ်ပေးဖို့ကကျွန်တော်တို့ရဲ့ထိတ်တဲဦးစားပေးပါ။ ဒီတပြတ်မှုတွေကဒေတာတွင်းမှာအမေရိကန်စစ်တပ်ရဲ့ခံစစ်အနေထားကိုမြင့်တင်ဖို့ကြီးရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့တောက်ကြနေ့ကစပြီးအစ္စရေးကအီရန်ရဲ့နျူကလ িয়ার နဲ့စစ်ပစ္စည်းပြည်မှတ်တွေကိုတိုက်ခတ်ရမှာအီရန်ထိတ်တန်းစစ်ဗိုလ်ချုပ်တွေနဲ့နျူကလ িয়ার ပညာရှင်အများအပြားသိဆုံးခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်အီရန်ကလည်းအစ္စရေးကိုအပြန်အလှန်ဆိုသလိုဒုံးကျည်အစင်းရဲ့ယာနဲ့ချီနဲ့ပြစ်ခတ်တိုက်ခိုက်နေပါတယ်။အီရန်ရဲ့ပြန်လည်လက်စားချေတိုက်ခိုက်မှုကြောင့်အစ္စရေးနိုင်ငံတွေကလည်းတရုတ်နိုင်ငံသားတွေထွက်ခွာကြဖို့တရုတ်တန်ယုံကလည်းတိုက်တွန်းထုတ်ပြန်နေတယ်လို့သိရပါတယ်။ ယူရိုနဲ့အစ္စရေးတို့ပြန်လည်လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေတော့မှာတရုတ်နိုင်ငံသားတွေအနေနဲ့အစ္စရေးကလည်းတက်နိုင်ပြီးတော့မြေမြတ်ထောက်ခွာဖို့အစ္စရေးမှာရှိတဲ့တရုတ်တံရုံကတိုက်တွန်းပါလေတရုတ်နိုင်ငံသားတွေအနေနဲ့လုံခြုံရေးအာမခံချက်ရှိတဲ့မြေပြင်ခီးနေဆက်စကန်တွေကတဆင့်တက်နိုင်ပြီးတော့မြေမြတ်ထောက်ခွာဖို့တိုက်တွန်းတယ်လို့တရုတ်တံရုံကဆိုပါတယ်ဂျော်ဒန်ဘက်ကတွေထောက်ခွာဖို့လည်းအကြံပြုထားပါတယ်ဖြစ်နိုင်သမျှနီလန်းနဲ့အကုန်လုံးအစ္စရေးကလည်းထောက်ခွာကြပါပဋိပက္ခဆက်ပြီးတော့အရှိန်ပြင်းထန်လာဖို့ရှိတယ်လို့တရုတ်ရဲ့ထုတ်ပြန်ချက်မှာဆိုပါတယ် လောကျင်းအခြေအနေကပုံပြီးမရေမရပြီးတော့ဆိုးဝါးလာတယ်လို့ဆိုပါတယ်။မလေးတော်ကတရုတ်နိုင်ငံကြားရေးကိုကြီးထားတာက AI နဲ့ AI တို့နဲ့စေးဆက်ညှိနှိုင်းမှုတွေကလည်းတစ်ဆင့်တင်းမာမှုတွေရှော့ချဖို့လှုပ်ဆောင်ဖို့တိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့အပြည်အလဲတင်းမာမှုတွေကတော့ရှော့ချနိုင်ခြင်းမရှိပါဘူး။ဒါပြင်ဂျေရုဆလင်မြို့တော်ကအမေရိကန်တန်ယုံကိုလည်းပိတ်ထားတယ်လို့သိရပါလေ။ဂျေရုဆလင်မြို့ကအမေရိကန်တန်ယုံတရီကိုနောက်ထပ်အမေရိကန်စိုးရိမ်မထုတ်ခြင်းကိုနေထိုင်ရာနီးနဲ့ခိုးလုံရနေရာမှာပဲဆက်ပြီးနေထိုင်ဖို့အမေရိကန်စိုးရိမ်ကပြောပါလေ လက်ရှိအမေရိကန်တန်ရုံးကအမေရိကန်နိုင်ငံသားတွေအစ္စရေးကနေထောက်ခွာရေးမှာရွှေ့ပြောင်းပေးတာဒါမှမဟုတ်တရားကူညီပေးဖို့ရမစွမ်းသာသေးဘူးလို့ဆိုပါတယ်။ဂျေယုစလမရှိတဲ့အမေရိကန်တန်ရုံးကိုလည်းအင်ကာနဲ့မှာပိတ်ထားမယ်ဆိုပါတယ်။ဒီတော်တွေမှာပဲအစ္စရေးမှာရှိတဲ့တရုတ်တန်ရုံးကတော့တရုတ်နိုင်ငံသားတွေကိုကုန်တွင်လက်ချောင်းသုံးပြီးထောက်ခွာဖို့တိုက်တွန်းထားပါတယ်။ဤရမျိုးတော်တိဟိရမှာတော့အမေရိကန်နဲ့အစ္စရေးတို့ရဲ့တတိပင်းမှုတွေရှိခဲ့ပြီးတဲ့နောက်မြို့ကလူကြီး၁၀သန်းနီးပါးခန့်ထောက်ခွာမှုပြင်ဆင်နေတယ်လို့ဆိုပါတယ် အလုံးမိုင်လေ့ချ်ရှိရှိရှိကြီးတွေတပုတ်အချိုထွက်လာပါတယ်အာတီရမျိုးပြင်ကားလေးထွက်ခွာဖို့လူးဂလမ်မကြီးပေါ်မှာတန်းစီနေတဲ့ကားချီကြီးပဲဖြစ်ပါတယ်အစောပိုင်းတိုင်းဒီတော့ကအမေရိကန်သမ္မတ်ထရန့်ဟာအားလုံးတီဟီရန်ကချက်ချင်းရွှေ့ပြောင်းတင်တယ်လို့ဆိုပါတယ်ညာလုံးပေါက်မှာအစ်ဇွေးကမြောက်ပိုင်းနေရာတွေကလူတွေကိုရွှေ့ပြောင်းမှုတတိပေးချက်ထုတ်ပြန်ပါတယ်ကားလည်းနေပိတ်ကုန်လို့မျိုးကန်ဆယ်တော်လို့ပြောရှိမှုမလဲကုလာဘူးလို့ပြေကန်တချို့ကပြောတဲ့အကြောင်းသိရပါတယ် ကျွန်တော်တို့ဘလို့ထွက်မလဲမြို့မှာလူဦးရေ၁၀%လောက်ရှိတယ်ချက်ချင်းထွက်သွားဖို့ကဘလို့မှမဖြစ်နိုင်ပါဘူးအီရန်ဆိုရကတော့ဘာမှစဉ်းစားဖို့မပြောပါနဲ့ဒါပေမဲ့ကျွန်တော်တို့ကတော့စိုးရိမ်ပူပန်နေပါတယ်ဆိုတီမီယံမြို့ကတို့ကပြောပါလိမ့်အမေရိကန်သမ္မတထရန့်ကတော့အီရန်ရဲ့အစိုးရပြစ်ခတ်ရစေတာတဲ့ပိုကောင်းတဲ့ဖြေတစ်ခုရဖို့မိမိမျှော်လင့်နေပြီပဋိပက္ခကိုတကယ်ဆုံးသက်စေချင်တယ်လို့ပြောပါတယ် အီရန်နဲ့ဇူလူညာလုံးပေါက်တိုက်ခိုက်တာလို့တိုက်ခိုက်မှုတွေကမနက်ခင်းမှလည်းဆက်ဖြစ်နေတော့မှာပဲ။ဒါပေမဲ့မင်းညာကတော့အတံပလန်တွေကအရင်ကထက်နည်းနည်းလျော့နေသွားပါတယ်လို့ဂျေယုစလင်မှာနေထိုင်သူတွေကပြောပါတယ်။နောက်တော့တိုက်ပွဲတွေကပိုပြင်းထန်လာပါတယ်။ဘာဖြစ်လို့လဲဆိုတော့အီရန်ရဲ့စစ်ဘက်ထိပ်တန်းရာရှိတူကိုအစ္စရေးဘက်ကလုံခြံတပ်ဖြတ်လိုက်လို့ပဲလို့ဆိုပါတယ်။ထံကတော့အီရန်အနေနဲ့နျူကလ িয়ার လက်နက်ရှိဖို့မဖြစ်နိုင်ဘူးလို့ပြောပြီးအစောပိုင်းကသူပြောခဲ့တဲ့တီဟီရန်ကလည်းလူတွေထုတ်ဖို့ပြောတဲ့သူစကားဟာလူတွေဘေးကင်းစေချင်လို့ပြောတာဆိုပြီးပြန်ဖြေရှင်းနေပါတယ် လက်ရှိတိုက်ပွဲအခြေအနေကပုံမပြည့်ထက်နေပြီးအစ္စရေးကတော့အီရန်ဟာတေချာပေါက်နျူကလ িয়ার လက်နက်လုံနေတယ်လို့ဆွဆွထားပါတယ်။အီရန်ရဲ့နျူကလ িয়ার လက်နက်လုံနေတယ်ဆိုတော့တပ်တွေအထောက်အထားတွေကို ရအောင်ရှာဖွေဖို့လည်းအစ္စရေးကပြောထားပါတယ်။အစ္စရေးလက်ထက်ဟာအီရန်တကြောမှာတော့လေကြောင်းဆွလွတ်လွတ်ရရှိသွားခဲ့ပြီးထို့သဖြင့်အီရန်မျိုးတော့တီဟီရန်အနီးမှာလုံချင်တိုင်းလုံနေခဲ့တဲ့ပုံပေါက်ပါတယ်။နောက်ဆုံးတက်လာတဲ့သတင်းရဆိုရင်အစ္စရေးလက်ထက်ဟာမျိုးတော့တီဟီရန်မှာရှိတဲ့အရေးပါတဲ့အဆောက်အအုံတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်။ပါရီလဲဆိုတော့ UN ရေတက်ရဲ့အမိန်ပေးကုကေမှုဌာနချုပ် UN ထောက်လိုင်းဥကြီးဌာနအဆောက်အဦ UN ဒေါ်လိုင်းအဆောက်တက်ဌာနချုပ် UN ရေတက်ဖွဲ့ဌာနချုပ် UN တရားရေးဌာနရုံးအစရှိတဲ့ UN အစိုးရရဲ့အုပ်ချုပ်ရေးမှန်တိုင်းနဲ့ကာကွယ်ရေးမှန်တိုင်း မန်နိုင်နှစ်ရက်ရဲ့အရေးပါတဲ့အဆောက်အအုံတွေမျိုးကိုအစ္စရေးထောက်လိုင်းတပ်ဖွဲ့မော့ဆက်မှအသေးခံဒရုန်းတွေပစ်ခတ်တာတိုက်ခိုက်ခဲ့တဲ့အတွက်တော်ပြစီခဲ့ရပါတယ်။အဲဒီတိုက်ခိုက်မှုတွေမှာရဲတပ်ဖွဲ့ဌာနချုပ်ကိုထိမှန်ရမှာလို့တော့တိဟီရန်ရဲ့ရဲချုပ်လည်းအသက်ဆုံးရှုံးခဲ့ရပါတယ်။မော့ဆက်ဟာဘလောက်အစွမ်းထက်ကြောင်းအခုတိဟီရန်မျိုးတော့တိဟီရန်မှာလှုပ်ချင်တယ်လှုပ်နေတာကိုကြည့်ရင်သိနိုင်ပါတယ်။ဒါပြတိဟီရန်မှာရှိတဲ့ရေနံပယ်လိုင်းချုပ်ကိုပါဖောက်ခွဲခဲ့တဲ့အတွက်တော်တော်လေးကိုဒုက္ခအခက်အခဲရောက်နေပါတယ်။အစ္စရေးစစ်တပ်ဟာအီရန်နိုင်ငံရဲ့ဝင်ကို သုံးဖို့တစ်ပုံလောက်စိုးမိုးထားနိုင်ပြီဆိုပါလေအီရန်ပြည်သူများအပြားဟာကြောင်စင်းအချို့ကိုဘုံကုန်ကြီးဖြစ်အကာအကွယ်ယူပုံအောင်နေရပါတယ်အီရန်ကောင်းကင်ယံမှာဝေဟီစိုးမိုးမှုရရှိဖို့အစ္စရေးလက်ထက်မြို့တော်တီရန်နီးမှာရှိတဲ့လေကာစနစ်တွေရေဒါတွေကိုပယ်ထိန်ဖို့နေတဲ့ကနအူးတိုက်ခတ်ခဲ့ပါတယ်အစ္စရေးလက်ထက်ကထုတ်ပြန်တဲ့ဗီဒီယိုဖိုင်မှာအကွာအဝေး100ကီလိုမီတာကျော်ထိထောင်လန်းနိုင်တဲ့ပြည်တွင်းဖြစ်ရေဒါစနစ်ကိုဖျက်ဆီးနိုင်ခဲ့တာတွေ့ရပါတယ်ဒါကြောင့်မော်ဆက်ဖွဲ့ကဖြစ်လွတ်တဲ့အသေးကန်ဒုံးတွေဟာအီရန်မြို့တော်ကောင်းကင်ယံမှာမတားနိုင်မစီးနိုင်ဖြစ်သွားပါတယ် ်လက်ရှိမှာတော့အစ္စရေးကဘုံကျမှုတွေကိုပြင်းပြထန်ထန်လုပ်နေပြီးအစ္စရေးနဲ့စနဲ့2300ကီလိုမီတာဝေးတဲ့အီရန်ရဲ့မာရှယ်လေယာဉ်ပေါ်မှာရှိတဲ့စီဖြည့်တဲ့ရင်တစည်းကိုတော့မှအက်စထရာလုပ်ခဲ့လို့မိတော့ပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်